မက္ကဆီကိုနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးသမ္မတဖြစ်လာသူကလော်ဒီရာရှိုင်းဘန်ကလူမြင်ကွင်းမှာ၎င်းအားမဖွဲမရပြုမူခဲ့တဲ့အမျိုးသားကိုတရားစွဲဆိုသွားမယ်လို့ကြေညာလိုက်ပါတယ်။နိုဝင်ဘာလ၄ရက်ကမက္ကဆီကိုစီးတီးမှာ ထောက်ခံသူတစုကိုတမရရှိုင်းဘန်ကစကားပြောနေစဉ်အနောက်မှအမျိုးသားတအူချိတ်ကလာပြီးလေပင်းကိုနိုင်ရန်ပြင်ပြီးရဲ့နောက်တမရရဲ့ခန္ဓာကိုယ်ကိုထိခိုက်ရန်အထိကြိုးပမ်းခဲ့ပါတယ်။အဲဒီနောက်တမရရဲ့ဖွဲ့ဝင်တအူကဝင်တားခဲ့ပေမဲ့လေတမရကတီးတီးတာတာတုံလို့ပုံပြခဲ့ပါတယ်။ အဲ့ဒီမျိုးသားကိုလည်းဖမ်းဆီးလိုက်ပါတယ်။နိုဝင်ဘာလ9ရက်သတင်းစာရှင်းလင်းပွဲမှာသမရရှိုင်းမန်းကတကယ်လို့ကျွန်မဒီကိစ္စကိုတိုင်ကျဲမဖွင့်ဘူးဆိုရင်ကျန်တဲ့မက္ကဆီကိုမျိုးသမီးတွေဘာဖြစ်ကုန်မလဲ။သမရကိုတောင်ဒီလိုလုပ်ရဲရင်ဒီနိုင်ငံတည်းကမျိုးသမီးအားလုံးဘာဖြစ်ကုန်မလဲ။အရင်ကလည်းဒီလိုကြုံမှုပါတယ်။သမရမဖြစ်ခင်ကចောင်းသူဘွားတော်ကပါလို့ပြောကြခဲ့ပါတယ်။အဲ့ဒီမျိုးသားကလူအုပ်ထဲမှာရှိတဲ့ခြားမျိုးသမီးကိုပါနှောက်ယှက်ခဲ့တယ်ဆိုတဲ့အတွက်၎င်းကိုတရားစွဲရင်ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်လို့ရှိုင်းဘန်းကဆိုပါတယ် အမျိုးသမီးခွင့်ရေးထောက်ခံအားပေးသူများကမှအခုဖြစ်ရဟာအမျိုးသမီးဖြစ်နေသည့်အတိုင်းတမရကိုပင်စော်ကားခွင့်ရှိတယ်ဆိုတဲ့အမျိုးသားကြီးဆိုရေးဝါရမက္ကစီကိုလူဖွဲ့စည်းတွင်မိမြအတိုင်းတာထိအယိုးဆွဲနေပြီးကိုပြသလိုက်ခြင်းဖြစ်တယ်လို့ထောက်ပြကြပါတယ်။မက္ကစီကိုမှာအမျိုးသမီးများကိုအဓိကထားတပ်ဖြတ်မှုကအကြီးအစားပြဿနာတစ်ခုဖြစ်နေပြီးယောက်ျားဖြစ်မှုမိန်းမဖြစ်မှုကိုအခြေခံတဲ့လူတက်မှုများရဲ့68%ခန့်ကဥပဒေအရအပြစ်ပေးခံရခြင်းမှလွတ်မြောက်နေပါတယ်။ ။သမရရှိုင်းမဲဟာရွေးကောက်ပွဲကာလမှာအဲ့ဒီပြဿနာကိုတိုက်ဖြတ်မယ်လို့ကြေပြုခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့အခုထိတော့၎င်းအစိုးရလက်ထက်မှာတိုးတက်မှုကြီးကြီးမားမားမရှိလာသေးပါဘူး။သမရနဲ့နိုင်ငံရေးသမားများဘေးကင်းလုံခြုံရေးအတွက်ဆွေးနွေးမှုများပြုလုပ်ထားစဉ်ယခုကဲ့သို့ရည်တည်မှုဖြစ်ပွားခဲ့ခြင်းလည်းဖြစ်ပါသည်။ရှိုင်းမန်ဟာ၎င်းရှေ့မှာသမရတာဝန်ယူခဲ့သူအန်ဒရက်စ်မန်နူရယ်လိုဘက်စ်အိုဘရာဒေါ်ရဲ့လမ်းစဉ်ကိုလိုက်သူဖြစ်ပြီး လမ်းမပေါ်တွင်ဖြစ်စေစီယုံရင်ပွဲများတွင်ဖြစ်စေထောက်ခံသူများကိုရင်းရင်းနှီးဆက်ဆံပြောဆိုလေးရှိပါသည်အခုဖြစ်ရမဖြစ်မီရပိုင်းလိုပါအကြံဖတ်မှုအဖြစ်များတဲ့မက္ကဆီကိုပြည်နယ်တစ်ခုမှာရှိတဲ့မြို့မှာမြို့တော်ဝန်တက်ခံလိုက်ရပါသည်အသက်ခံရသူမျိုးတော်ဝန်ကာလော့စ်မန်ဆိုဟာမွေးရခိုင်များကိုတိုက်ဖျက်ရေးအတွက်ဗဟိုဆိုးရတံအကူအညီတိုးတောင်းထားပါတယ်။